ူရာမီရရမြစ်ဆပမာဒဌာနရဲ့အဓိပ္ပာယ်ကိုရှင်းပြတော်မူပါနောက်တစ်ခုကကြတော့သေအရမ်းမမသိပဲတောက်မိခဲ့လို့ရှင်ရောအိုက်ကန်ထိုက်ပါလားရှင်ပြတူရာမီရမြစ်ဆပမာဒဌာနဆိုတာတူရာဆိုတာရှေ့ကတော့စိတ်နဲ့အရဲ့ရဲ့ချက်တဲ့အရဲ့ရဲ့နှစ်ခုရှိတယ်သူကစိတ်ထားလို့ရှင်တယ်ကြားရှိဘူးလားတဲ့ဟာရှိတယ်ပေါ့နော်ချက်တဲ့ရဲ့လည်းနှစ်ခုရှိတယ်ရှေ့ခေတ်ကတူရာနဲ့မီရနှစ်ခုထိကထားပြီးတော့ မစ္ဆာဆိုတာဒီအရေးကရှင်မှုစေတတ်တယ်ရှင်မှုတယ်ဆိုတာဘာတော့ဆိုလို့ရှိရင်မှန်တက်လာတယ်လို့ပြောတာမှန်တက်လာတယ်အမှန်မသိတော့ကုပမာဏအတိုင်းတာမသိပမာဒဌာနဆိုတာအကောင်းနဲ့လို့ဖို့အတွက်မေးလျော့သွားတယ်သူကလူကြီးတွေယူတရားမှာတော့ကုသိုလ်ကောင်းမှုလောမှာတော့ဒါတွေမေးလျော့သွားတယ်ဌာနဆိုတာအကြောင်းအဲ့တော့ဆိုလိုတာ လူတယောက်ဟာကောင်းတဲ့စိတ်နေသဘောထားတွေပျက်စီးသွားစေတတ်တဲ့မူရစ်တဲ့အရာဟာပမာဒဌာနပဲเนาะမူရစ်သွားလို့ရှိရင်အဲ့ဒါမတော့ဖယ်နဲ့မူရစ်ထားလည်းရှိသေးတယ်လေမန်တက်နေတဲ့အခါလည်းမူရစ်တယ်ပဆန်ချမ်းသာတဲ့အခါလည်းမူရစ်တယ်အရွယ်ငယ်တဲ့အခါမှလည်းမူရစ်တတ်တယ်ပညာတတ်လာလို့ရှိရင်လည်းမူရစ်တတ်တယ်အဲ့ဒါတွေကဒီထဲမှာပါတယ်မူရစ်မှုလို့မထလို့ခေါ်တယ်သူက လူငယ်လူရွယ်တွေမှာကျတော့ယောပနမထာလို့ခေါ်တယ်။ငယ်တဲ့ခုံငယ်တဲ့မှန်ပေါ့နော်။နောက်ချမ်းသာလို့ရှင်တဲ့အာရောချမထာလို့ခေါ်တယ်။အသက်ရှိနေတဲ့ရှင်နေတဲ့ပုဂ္ဂိုလ်ရဲ့ဇီဝိတမထာဆိုတာ။ဒါမသိဘူးဆိုတဲ့မမနာကြောင့်မကောင်းမှုအကုသိုလ်တွေလုပ်မိတတ်တယ်ပေါ့။မိရောစေတတ်တဲ့အရာတွေလို့။ပေါင်းပြီးတော့ညက်ဆောင်ပြန်အောင်တာအဓိကကတော့ဒီလူတယောက်ရဲ့ကောင်းတဲ့စိတ်နေအမှတ်တင်ညာတွေကောင်းတဲ့ အမှတ်တညာတွေကောင်းတဲ့စိတ်တွေသဘောထားတွေပျောက်ကွယ်သွားစေတတ်တဲ့အရေးမျိုးဟာမတော့တဲ့မှုလို့တို့ဆိုလို့ရပါတော့။အဲ့ဒါတောက်လိုက်လို့ရှိရင်သူတယောက်ဟာဒီတတိတရားတွေလွတ်လွတ်သွားပြီးတော့အမှတ်တညာတွေလွတ်သွားပြီးတော့ကိုယ်ပါလုံးလုံးလုံးမမသိတာမျိုးထီအောင် ဖြစ်သွားတယ်။မှန်ပါဗျာ။အရေးမှုရင်ပစိုးတော့မကပ်ဘူးမဟုတ်လား။မှန်ပါဗျာ။အဲ့ဒီလိုဟာမျိုးထီအောင်ဖြစ်သွားတဲ့ဟာတွေဟာ မတော့တဲ့ဘူးလို့ဒီလိုအိဗယ်နဲ့ဒီဆုတ်လို့ရတဲ့အိဗယ်ပါနော်အခုတော့အကုန်လုံးမစ္ဆာဆိုရယေမှုစီရတဲ့အားလုံးကမစ္ဆာထဲမှာပါတယ်သူရနဲ့မိရာကတော့စိတ်နဲ့အရက်နဲ့ချက်တဲ့အရက်ပမာရဌာနဆိုတာတခြားမိလျောစီတတ်တဲ့အကြောင်းတရားတွေအားလုံးပေါ့နော်ဘေးရှူတာတွေရောဘာတွေရောအကုန်လုံးပါမှာပေါ့လူရဲ့ပဂတိစိတ်နေနေထားသူဆိုတာ ကျောကျောင်းဆင်းရင်တဲ့အသိဉာဏ်ရှိတဲ့အဲ့ဒါတွေကိုပျက်စီးသွားစေတဲ့အရာတွေခတ်သိမ်းကိုသူရမေရိယမစ္စကမာရဌာနလို့ဆိုနိုင်တယ်ပေါ့နော်။သိအယမတ်မသိပဲတောက်ပြီးခဲ့ပါကကန်ထိုက်ပါသလားလို့ဆို။ဆေးအမှတ်နဲ့တောက်တာမျိုးတို့ဆေးဖြစ်လို့တောက်တာမျိုးတို့ဘူးရထာမဟုတ်ပဲနဲ့အဲ့လိုတောက်ပြီးမယ်ဆိုလို့ရှိရင်တော့ဘူးလောက်အောင်တောက်ရင်တော့လူရဲ့စိတ်ဟာအမှန်အမှန်မသိတော့တာအမှန်တယ်။အဲ့ဒီအမှန်မသိမှုကပို့ပြီးတော့ မဟုတ်တာတွေလုံးမိရင်တပ်ပို့ပြီးတော့အပြစ်ကြီးတာပေါ့နော်အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင် သူရမေတွေကကန်ထိုက်တယ်မထိုက်ဘူးဆိုတာသူရဲ့အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင်လူတွေဆိုတာကိုကျိုးစီးပွားအတွက်အသိပညာတွေစီးပူအထောက်ရမယ်အများကျိုးဆောင်ရမယ်ဆိုရင်ကောင်းတဲ့စိတ်တွေသဘောထားတွေကိုပျက်စီးဆုံးရှုံးသွားစေတတ်တယ်အဲ့လိုပျက်စီးဆုံးရှုံးသွားလို့ရှိရင်ဒါသူ့ရဲ့အဆိုးကျိုးလို့ခေါ် တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တေးရမမသိလို့တောင်းပြီးပဲပါကံထိုက်ပါသလားဆိုတာနောက်ဘဝခံရမယ့်ဟာကိုရည်ရွယ်ပြီးတော့မေးတဲ့မေးခွန်းမျိုးဖြစ်တယ်။မှန်ပါဗျာ။ဒါပေမဲ့လို့အရင်မမသိပဲနဲ့တောက်တောက်သိလို့ပဲတောက်တောက်သူ့ရဲ့ effect ကရှိတယ်။မှန်ပါဗျာ။အဲ့ဒီသူ့ရဲ့ effect ဟာအကောင်းကျိုးမလားဘူး။အနည်းဆုံးဘာဖြစ်လဲလို့ဆိုရင်အရင်ကျွန်းတယ်လို့နောက်ပြီးတော့လူဟာတေးရည်အရင်တောက်ပါများလားလို့ရှိရင် တွေးတောဆင်ခြင်မှုတွေကလွဲမလာခါလိုက်လို့ပုံမှန်မစင်းစားတတ်တော့ဘူးเนาะအုံနောက်ရဲ့ပြောင်းလဲမှုတွေဖြစ်နိုင်တယ်အဲ့ဒီလိုအုံနောက်ရဲ့အသိဉာဏ်တွေကလမ်းချော်ကုန်တာမျိုးတွေဖြစ်ရင်ဒါဒါသူဒီဘဝတွေမှာခံရတဲ့အကျိုးဆက်လို့ပြောမှာသိလို့တော့တော့မသိလို့တော့တော့အစိတ်ဟာဆိုဥပမာနဲ့တမန်ရှူတောင်းတစ်ခုကပြောမှာဆိုရင်အစိတ်ဆိုတာသိလို့စားစားမသိလို့စားစားအဲအစိတ်ကအစိတ်ပဲလေမှန်ပါ ုတ်တယ်မဟုတ်လားအဲ့တော့ငါအရင်မှမသိလို့တောင်းပြပါတယ်ဆိုလို့မရဘူးထဲထဲဝင်သွားရင်သူကတော့သူ့ရဲ့ effect ကတော့လာမှာပဲမှန်ပါဗျာအဲ့ဒီ effect တော့ခံရမှာမှန်ပါဗျာမှန်ပါဥပဒေလိုပေါ့မသိလို့လုံးမိပါတယ်ဆိုရင်ဥပဒေကခွင့်လွှတ်တော့မှာမဟုတ်တာမှန်ပါဗျာ